စပွန်ဆာရထားတာကြောင့်ကိုရီးယားမင်းသမီးတွေလုံးလှအောင် မျက်နှာနဲ့ခန္ဓာကိုယ်ကိုပြုပြင်အောင်မယ်ဆိုတဲ့နန်းဝေဝေမြင့် Sally Space ပြိသက်များအလုံးမဲမင်္ဂလာပါရှင်ပြိသက်ချစ်တော် On the Chan ပါရှင်တရုတ်ဆောင်တဲ့အစိုးရနန်းဝေမြင့်ကတော့ထိတ်တန့်အစိုးရတယောက်လိုအတန်မကောင်းပေမဲ့ပွဲများစွာမှာတချင်း၆ပုတ်လောက်တည်ဆိုရုံနဲ့တ냐ကိုသိန်းနေရာလောက်ရတယ်လို့နာမည်ကြီးနေခဲ့ပါတယ် သူမကတော့ဒီလိုရရှိတာကသူမယူတဲ့အနုပညာရှင်မဟုတ်ပဲပရိသတ်တွေကချီးမြှင့်ကြတဲ့စုကြီးတွေကြောင့်သာဖြစ်တယ်လို့ပြောသားခဲ့တာပါသူမအနေနဲ့အနုပညာရှင်တညောက်ကိုသိန်း30နဲ့40လောက်သာယူပေမဲ့ပရိသတ်တွေကအရန်အားပေးပြီးတော့ရွှေစိန်ပရများတို့လိုကြောက်မြတ်ယတနာတွေကိုပါစုချီးမြှင့်ကြတာလို့ဆိုပါတယ်လုပ်ငန်းရှင်တွေကလည်းသူတို့လုပ်ငန်းကိုကြော်ညာပုံတချင်းတွေစုခိုင်းကြပြီးအရန်ပေါက်ပြီးအောင်မြင်ကြတာကြောင့်အခုလိုလက်ဆောင်တွေငွေတွေပေးပြီးတော့အားပေးကြတာလို့ရှင်းပြသွားခဲ့ပါတယ်ပရိသတ်ကအားပေးကြတာ ြောင့်အခုနှစ်ထဲမှာတော့ကိုပိုင်တခြင်းတွေလှုပ်သွားဖို့ရှိတယ်လို့လည်းပြောသွားခဲ့ပါတယ်။တရုတ်ဆောင်ဖြစ်စက်ကားတွေလည်းရိုက်ကူးဖို့ရှိနေပြီးရောလာမယ့်တကြံမှာလည်းမန်တတော်တော်များများမှာတိဆိုးဖြောပြပေးဖို့ရှိတယ်လို့သိရပါတယ်။သူမရဲ့အလားအပါအတွက်တော့နှာခေါင်းကိုဆီလီကွန်ထည့်ရနေအသားရည်ကောင်အောင်ပြည့်ပြင်တာတွေလှုပ်ထားခဲ့ပြီးရောအလားအပါဆိုင်ရာလုပ်ငန်းတွေကတော့စပွန်ဆာတွေရရှိထားတာကြောင့်နောက်ထပ်လည်းမျက်နှာနဲ့ခန္ဓာကိုယ်အချို့နေရာတွေကိုလှအောင်ထပ်ပြီးတော့ပြည့်ပြင်သွားအောင်မှာဖြစ်တယ်လို့ဆိုပါတယ်။ပရိသတ်တွေကသူမကိုမပြည့်ပြင်လဲလှကြောင်းပြောကြပေမဲ့သူမကတော့ကို ရီးယားမင်းသမီးတွေလိုပုံမလှပစေဖို့အတွက်ပြည်ပြင်းသားတွေထက်လို့အောင်မှဖြစ်တယ်လို့ပြောပြသွားခဲ့ပါရှင်။ရိုင်းသက်ရဲ့အမြင်လေးကိုလည်းပြောပြခဲ့ပါအောင်။